မင်္ဂလာပါကျွန်တော်ကိုဇွဲပါကျွန်တော်ပြီးခဲ့တဲ့ရက်ကမန်းပီဒီရဲ့နဲ့အဲမိသားစုတစုပေါ့နော်ပြည်သူလူထုမိသားစုတစုနဲ့အဲဗီဒီယိုဖိုင်လေးကိုแชร์ခဲ့တယ်ပေါ့နော်แชร์ခဲ့တဲ့ပုံမှာကျွန်တော်ကတော့ caption တစ်ခုကိုရေးခဲ့ပါတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့စိတ်ရှိရှိနဲ့ဆက်ဆံတဲ့တောင်းရှိသူတွေကိုလည်းလေးစားပါတယ် ဒီထက်ပိုပြီးစိတ်ရှင်ရောပိုကောင်းပါတယ်လို့ရေးခဲ့တယ်နောက်ထပ် question ရဲ့ဒုတိယပိုင်းမှာတော့ခံပြောရတဲ့ပฏิရှိလာတဲ့ဒီမိုကရေစီအကြောင်းနားလည်လာတဲ့ပြည်သူလူထုတွေလည်းတွေ့ရတော့ဝမ်းသာရပါတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးလေး caption ရေးခဲ့ပြီးဗီဒီယိုဖိုင်လေးတင်ခဲ့တဲ့ပုံမှာရဲဘော်တွေကိုလူပါဝါတဲ့မိသားစုကို ကျွန်တော်ကထောက်ခံရမလားဆိုပြီးတော့မှကျွန်တော်လာပြီးတော့မှအပြစ်တင်ဝေဖန်ဆဲဆိုချိန်မောင်းကြတယ်ပေါ့ဗျာအဲ့ဒီထဲမှာကျွန်တော်တကယ်ချင်းနေလဲပါပါတယ်အဲကျွန်တော်အသီးမိတ်ဆွေတွေလည်းပါပါတယ်ကျွန်တော်မအော်ပါဘူးမအော်ပါဘူးဒါမဲ့ကျွန်တော်တို့ပြောချင်တာကဒီဖြစ်စဉ်ကိုကျွန်တော်အဆအဆုံးတရားကြည့်တဲ့အချိန်မှာတော့ကျွန်တော်တောင်းဝင်ယူတဲ့တောင်းဝင်ရှိသူတွေကိုတော်တော်လေးကိုလေးစားရတယ် အဲ့တော့တော်တော်လေးကိုစိတ်ရှည်တယ်တစ်ဖက်ကဥပဒေဆရာမဖြစ်နေတာတကြောင်လဲပါမှာပေါ့နော်တော်တော်လေးကိုစိတ်ရှည်တယ်တော်တော်လေးကိုကိုင်တွယ်နိုင်တယ်ပေါ့နော်ကိုင်တွယ်နိုင်တယ်ပေါ့ကျွန်တော်တို့တော့ဆိုရင်အဲ့လိုအခြေအနေမျိုးအဲ့လိုစိတ်ခံစားချက်မျိုးမှာကိုင်တွယ်နိုင်ပါမလားတော့မသိဘူးပေါ့နော်သူတို့ကိုင်တွယ်နေတာတွေ့ရတော့လေးစားရတယ်ပေါ့အဲ့တော့ပြောပြချင်တာကအဲ့ဒီမှာလဲအောင်မြင်မှုကျွန်တော်တို့တော်လန်ရဲ့အောင်မြင်မှုတစ်ခုကိုလဲကျွန်တော်တွေးလိုက်ရလို့ကျွန်တော်ကဝမ်းသာလို့ဒီဟာလေးကိုကျွန်တော် share ပြီးတော့မှအဲ့လိုမျိုးလေး appreciate လှုပ်လိုက်တာပေါ့နော်ကျွန်တော်ဂုံပြုတ်လိုက်တာပေါ့ဘာအောင်မြင်မှုကိုတွေ့ရတာလဲဆိုတော့ကျွန်တော်တို့စကလုံးတွေကအရင်တကိုးကြီးတယ်ဆိုတဲ့အကြောင်းပေါ့ကျွန်တော်တို့ຫນွေဥတော်လည်ရေးစားတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ကပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တယ်ရှင်းပြောတာတနိုင်ငံလုံးနဲ့ဆိုင်သောပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တာပေါ့ People Defend Force ပေါ့ အဲ့ဒါကိုစစ်ကောင်စီဘက်ကအစစ်နှိပ်စီခြင်းတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့အနေနဲ့အစိမ်းဆိုပြီးခွဲခြားလိုက်ပြီးတော့မှကျွန်တော်တို့ NLD ပါတီရဲ့တနက်ကင်တက်ဖွဲ့အသွင်တံစစ်ကောင်စီကအစစ်နှိပ်ပေါ့ကျွန်တော်တို့တောက်လျှောက်စကားပြောလာတဲ့အခါမှာနောက်ပိုင်းကျွန်တော်တို့တော်တော်များများက NLD NLD ရဲ့လက်နက်ကင်နေနေပိတ်နေနေပိတ်နေဆိုတဲ့စကလုံးနေကိုယ့်ဘက်ကတော်လိုင်းအင်အားစုတွေတောင်ပြန်ပြောလာတာကိုတွေ့ရတယ်ဒါကကျွန်တော်တို့ခွဲခြားလိုက်တာပေါ့ ကျွန်တော်တို့ဒီစနစ်တစ်ခုကိုပြောင်းလဲနေတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်အစင်းကနေပါတီတစ်ခုကိုကန့်ကွက်လို့မကျင်တယ်လို့ထားလက်နဲ့ကြိုင်တော့အစင်ကိုကျွန်တော်တို့ခွဲချလိုက်တာပေါ့တစ်ချက်နောက်တစ်ချက်အဲ့ဒါနဲ့သူတို့ခွဲချလို့မရတော့သူတို့ဗာပြန်လှုပ်လဲဆိုတော့စစ်ကောင်စီကဗာပြန်လှုပ်လဲဆိုတော့သူတို့ကဒီဗမာ PDF ဆိုတဲ့စကလုံးကိုတုံးလာတာပေါ့နော်ဗမာ PDF ဗမာ PDF ကျွန်တော်တို့ကဗမာ PDF မဟုတ်ပါဘူးကျွန်တော်တို့ PDF Defend Force ပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ် ပမာကိုကိုစားမပြုတ်ပါအောင်ကျွန်တော်တို့ပြည်တော်စုအတွင်းမှာမှီတင်းနေထိုင်ကြသောနိုင်ငံသားအလုံးကိုကိုစားပြုတ်ပါပြည်တော်စုရဲ့တက်မတော်တို့တောင်ပြောလို့ရရတယ်ပေါ့နော် People Defend Force ဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ရဲ့ဂျာမန်ဆက်ဆံရေးတွေအမြင်တွေကွဲပြားသွားအောင်လူမျိုးစုတော်လှန်ရေးအသွင်နော်ဟိုလူမျိုးစုတော်လှန်ရေးအသွင်တထန်ဆောင်လို့ဆိုပြီးတော့မှစစ်ကောင်စီကဗမာ PDF တွေဆိုတဲ့စကလုံးစပြီးတုံးပါတယ်စတုံးတဲ့သူတွေကလည်းကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ပါ ဲအနေမှာအဲအနေမှာတစ်ဆင့်ဖြစ်ဖြစ်နဲ့ဗမာ PDF တွေဗမာ PDF တွေဆိုတဲ့စကလုံးကတွင်ကျဲလာပြီးနောက်ပိုင်းကိုယ့်ရဲ့တော်လိုင်းအင်အားစုတွေအားတော့အဲလူမျိုးစုကိုအခြေခံတဲ့စကလုံးတွေပြောလာတာပေါ့အာမင်းတို့ကရင်တွေမတိုက်ဘူးလားငါတို့ဗမာ PDF တွေပဲအသေးခံရတယ်ဆိုတဲ့စကလုံးမျိုးတွေပေါ့ဒါကကျွန်တော်တို့တော်လိုင်းကြီးကိုတစ်ဆင့်နှိပ်ပြီးတော့မှဟိုလှုပ်လိုက်တဲ့သဘောတွေပေါ့စစ်ကောင်စီကတချမ်းချင်းတွေခွဲထုတ်တဲ့သဘောတွေပေါ့ ဲ့တော့ကျွန်တော်တို့မြန်မာလူတို့တွေကလည်းဖြစ်နေတာကသူကဘတ်ဆွဲတဲ့ဝါတာပေါ့ဒီဘက်ကိုထောက်ခံဟိုဘက်ကိုဆန့်ကျင်ရမယ်ဆိုတဲ့သဘောကျွန်တော်တို့ကဒီဘက်ကိုထောက်ခံတိုင်းဟိုဘက်ကိုဆန့်ကျင်စရာမလိုဘူးပေါ့အဲ့တော့ကျွန်တော်တို့ကဒီမန်စကားအဆအောင်ပြန်သွားရမယ်ဆိုမန်လေး PDF ကတာဝန်ရှိသူတွေတာဝန်ထမ်းဆောင်တာကိုထောက်ခံတိုင်းတစ်ဖက်ကိုကျွန်တော်တို့ကရိုးရိုးနက်နက်ပြောစရာမလိုဘူးပေါ့အဲ့တော့တာဝန်ရှိသူတွေတာဝန်လာရောက်ထမ်းဆောင်တဲ့အချိန်မှာတာဝန်ထမ်းဆောင်မှုကိုအနှောက်အယှက်ပေးတဲ့အတွက်ကြောင့်မို့ပုံမှန်353ဆိုတော့ ဥပဒေနဲ့တရားဆွဲပြီးထောင်းတဲ့နှစ်နှစ်ထိချမှတ်လို့ရတယ်ပေါ့ဟောဒါကဥပဒေအကြောင်းအရစိတ်ခံစားချက်ကတက်တက်ပေါ့အဲ့တော့ကျွန်တော်တို့က uniform ဝတ်ထားတဲ့အတွက်ကြောင့်ပေါ့စိတ်ခံစားချက်ကတက်တက်ဥပဒေအကြောင်းအရကတက်တက်ကင်တွေရမှာပေါ့အဲ့တော့ manly pdf ကလည်းဒါမျိုးကင်တွေသွားတာတွေ့တဲ့အတွက်ကြောင့်ပေါ့ကျွန်တော်ကလည်းသဘောကျတယ်တော့အဲ့ဒီခံပြောတဲ့လူတို့သူတို့ဒီကျွန်တော်ကြားတာစစ်တပ်ရရှိတရားရဲ့မိသားစုလို့ကြားရတယ်ဟုတ်မဟုတ်တော့မသိဘူး။အဲဘလို့ပဲဖြစ်ဖြစ်ပါချင်းသေးတာတခုကတော့ကျွန်တော်တို့အောင် အောင်မြင်မှုတွေ့ရတယ်ဆိုတဲ့စကားလုံးကိုပြန်ကောက်ရတယ်။ဘာအောင်မြင်မှုလဲဆိုလို့ရှိရင်ကျွန်တော်တို့နဲ့နေရတာဒီသူတို့ကျွန်တော်တို့ကိုခံပြောတော်လဲပဲအာခံဟိုပြောတော်လဲပဲသူတို့ကိုမတက်တော့ပါဘူးအသက်အိုးအိမ်စီးစိမ်မဆုံးရှုံးတော့ပါဘူးဆိုတဲ့စိတ်ခံစားချက်သူတို့မှာရှိနေတယ်။အဲ့တော့ပြောချင်တာကသူတို့ကကျွန်တော်တို့ကိုမကြိုက်နှစ်သက်တော်လဲပဲသူတို့စိတ်ထဲမှာလက်ခံနေတယ်ကျွန်တော်တို့နဲ့နေရတာလုံခြုံတယ်ဆိုတဲ့အသိစိတ်က မတိစိတ်ကလက်ခံနေတယ်ဆိုတဲ့သဘောသွားတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တော်လန်ရေးရတယ်လူထုလုံခြုံမှုဖြစ်ဖို့ဆိုတဲ့အချက်တစ်ချက်ပါဝင်တဲ့အတွက်ကြောင့်မို့ကိုယ်မနစ်သက်တော့လေလုံခြုံနေတယ်ဆိုတဲ့ခံစားချက်ကကိုကကျွန်တော်တို့တော်လန်ရေးအတွက်အမျက်အစွန်အနှစ်သာရကိုသွားတွေ့လို့ကျွန်တော်က appreciate လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းနယ်မြေနေနေဆက်ဆံတဲ့အခါအဲ့လိုမျိုးတွေတွေ့ရပါတယ်ကျွန်တော်တို့ဆက်ဆံတဲ့နယ်မြေတွေမှာတချို့ချက်ခံရင်မိသားစုဝင်တွေစစ်တပ်မိသားစုဝင်တွေရှိပါတယ်ကျွန်တော်တို့ကိုလည်းအောက်တောက်ခေါက်တောက်ခေါက်တာလို့အန်ချိတ်တာလို့မျက်စောင်းထိုးတာလို့လုပ်ပါတယ် သို့တော်လည်းပဲကိုဝတရားကိုနှောက်ရှက်ရင်တော့ဝတရားနှောက်ရှက်မှုနဲ့အဲတက်ဆိုင်ရနေမျိုးအုပ်ချုပ်မှုတွေနဲ့တရားဆွဲဆိုရမှာပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်တော့သူကိုအဲ့လိုလုံရဲတယ်ဆိုတော့သူစိတ်လုံခြုံမှုရှိနေတယ်ဆိုတော့တွေ့ရတာပေါ့စိတ်ကောင်းစီနဲ့ဆိုရင်တော့ခမရဖြစ်ဖြစ်ကျွန်တော်ဖြစ်ဖြစ်ဒါမျိုးသူ့ကိုထောက်ခံသူရောသူ့ကိုမထောက်ခံသူရောပြန်ပြောရဲဘူးလေအဲဒါမျိုးရှိတာပေါ့နော်သူတို့ဥပဒေအရအကင်တွေတာထက်ပုဂ္ဂလိကဆန္ဒဖြည့်ရှင်းပြစ်တာလေစိတ်ကောင်းစီမှာအများကြီးပဲပေါ့အဲပြော အဲပြောချင်တာကတော့တောင်ဝန်ထမ်းဆောင်တဲ့သူတွေလည်းတကယ်ကိုလေးစားဖို့ကောင်းတယ်တကယ်ကိုဥပဒေနားလည်တဲ့ဆရာမတယောက်ပါနေတာလည်းတွေ့ရတဲ့အတွက်တကယ်ကိုစနစ်ကျတယ်လို့ပြောလို့ရတယ်အဲပြန်ပြောတဲ့သူကလည်းဝတရားနှောက်ယှက်မှုအမှုထက်တိုးဝါဟိုဘက်ကတရားစွဲရင်အမှုထက်တိုးဝါနိုင်တယ်ပေါ့အဲဒါပေမဲ့ဒီလောက်ထိခံပြောနေတာတော့ဘာမှမဖြစ်ဘူးဒီလောက်ထိမဟုတ်မဟုတ်တည်းပြောနေတာတော့ဘာမှမဖြစ်ဘူးဆိုတော့စိတ်လုံးကျုံမှုလေးရလဲကျွန်တော်တို့တော်လိုင်းရဲ့အနှစ်သာရတစ်ခု ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်လည်ရှင်းပြလိုက်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီဒီ Facebook ဒီကျွန်တော်ရဲ့ personal ဖြစ်ပါတယ်ကျွန်တော်တက်ဖွဲ့နဲ့မဆိုင်ပါဘူးအဲ့တော့ကျွန်တော် personal ခံစားချက် personal ခံယူချက် personal အကြောင်းအရာတွေကိုတင်တာဖြစ်ပါတယ်ကျွန်တော်ကွန်မန့်လေးတစ်ခုတွေးလိုက်တယ်အဲ့ဒါပါလဲဆိုတော့တက်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့လူလူအမြင်ပေါ်ညံနေတယ်ဘာညာကျွန်တော်လာပြောတယ်ပေါ့နော်ကျွန်တော်ကဒီအကောင့်ဒီတက်ဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့တင်နေတာမဟုတ်ပါဘူးကိုယ်စွမ်းတင်တဲ့ပြည်သူတယောက် အနေနဲ့ပဲကျွန်တော်အများရန်တင်ပြီးတော့မှတကိုရေစစ်ခန်းစားချက်ကိုပဲပြောတဲ့အကောင့် personal only ဖြစ်ပါတယ်ခင်ဗျာအားလုံးကြမ်းမှကြပါစေ